အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသကရွာလေးတရွာမှာဇက်လန်းကိုအစပြုထားပြီးတော့အခုချိန်မှာဩဇာရှိတဲ့အဖွဲ့နှစ်ဖွဲ့ဟာရွာရဲ့နှစ်စဉ်ဖျားပွဲကျင်းပရင်နဲ့ပတ်သက်လို့ဖျားပွဲလုံတဲ့မလုံတဲ့သဘောထားကွဲလွဲလျက်ရှိကြပါရဲ့အများစုကတော့ဖျားပွဲကျင်းပတိုင်းရိုက်ပွဲတွေအများရန်ဖြစ်တတ်တာကြောင့်မကျင်းပစေခြင်းကြတော့ပါဘူးနှစ်ဖက်ဘွဲတွေကနောက်ဆုံးမှရဲစခန်းကိုတွားရောက်ကာစီဆက်ညှိနှိုင်းရတဲ့အထိဖြစ်လာခဲ့ပြီးဒီအချိန်ထိလည်းစူးစမ်းညှိနှိုင်းလို့အဆင်မပြေခဲ့သေးပါဘူး ။ဒိမ့်မကြခင်မှာတော့ဒူရိုင်လိုအမီရတဲ့လူအများကလေးစားရတဲ့လူတစ်ယောက်ရောက်လာခဲ့ပါတယ်။ဒူရိုင်ဟာဒီဒေတာနာကလူတွေအားလုံးကရမရဖတယောက်လိုအလေးစားခံရတဲ့သူတအုပ်ဖြစ်ပြီးသူရဲစခန်းကိုရောက်လာတဲ့အခါရွာသားအားလုံးကလက်အုပ်ချီကလေးစားသမှုပြုကြသလိုအတွင်းဘက်ကိုဝင်လာတဲ့အခါမှာလည်းအငင်းပွားနေတဲ့အဖွဲနှစ်ဖွဲစလုံးကအားလုံးနှီးတူလက်အုပ်ချီနှုတ်ဆက်ကြပါတယ်။မကြသေးခင်ကလုံးဝစိတ်ဆက်လို့မရတဲ့အဖွဲနှစ်ဖွဲဟာဒူရန်ရောက်လာတာနဲ့ဒီဖျားပွဲကိုကျင်းပဖို့ ညီညွတ်စွာသဘောတူလိုက်ကြတော့တာပါဒူရိုင်ကဖျားပွဲကျင်းပတာကပို့ပြီးတော့အကျိုးများတဲ့အကြောင်းတွေကိုတေးသေးချာချာပြောပြလိုက်နိုင်တာကြောင့်ပဲဖြစ်ပါလိမ့်တိမ်မကြခင်မှာပဲသူတို့ရဲ့ဖျားပွဲကိုစီကားတိုက်မြိုက်စွာကျင်းပခဲ့ကြပြီးရွာများစွာကလူတွေလာရောက်ဆင်နွှဲခဲ့ကြပါလိမ့်ဒူရိုင်နဲ့မိသားစုကပဲဦးစီးပြီးတော့ဖျားပွဲအစီအစဉ်တွေကိုပြုလုပ်ခဲ့ကြတာပါဖျားပွဲဖိတ်စာထဲမှာတော့ဒူရိုင်ရဲ့ဇနီးဟောင်းအမိကိုမှားယွင်းထဲသွင်းထားမိပြီးတော့တာဝန်ခံကဒူရိုင်မြင်သွားမှာကိုစိုးရိမ်နေခဲ့ပေမဲ့ ဒါကိုဒူရိုင်ကမြင်ပြအောင်မြင်သွားခဲ့ပါသေးတယ်။တာဝန်ခံကဖိတ်စာအားလုံးကိုအစ်စ်ပြန်ရိုက်ပေးမယ်လို့ပြောခဲ့ပေမဲ့ဒူရိုင်ကတော့ထားလိုက်ပါဘာမှမဖြစ်ပါဘူးလို့ဆိုလိုက်တာပါ။အဲဒီနောက်မှာဖွင့်ပွဲအခမ်းအနားကိုစတင်ခဲ့ပြီးဒူရိုင်လည်းဒလီထုံးတန်းတွေကိုအစီအစဉ်တိုင်းလုပ်နေခဲ့ပါတယ်။ဒါမဲ့ဖွင့်ပွဲပြီးဆုံးတဲ့အထိတော့ဒူရိုင်လုပ်လို့မရခဲ့ပါဘူး။အကြောင်းအရာတချို့အစီအစဉ်တွေကထုံတန်းအစဉ်လာရဇနီးမောင်နှံစုံတွဲတွေပြုလုပ်ရတာကြောင့်ပါဒူရိုင်ကဘာမှမဖြစ်သလိုပြုံးရွှင်နေခဲ့ပေမဲ့ သူအကြောင်းသိသူဆွေမျိုးတွေကတော့ဒူရန်ရဲ့ယင်ထဲမှာပျော်မနေဘူးဆိုတာကိုသိနေကြပါလေ။ပိုသိတဲ့သူကဒူရန်ရဲ့အဖွားပဲဖြစ်ပြီးအဖွားကဝမ်းနည်းစွာနဲ့ငိုကြွေးနေတာပါ။ဒူရန်ကပျော်စရာကောင်းတဲ့ဖျားပွဲမှာဘာလို့ငိုနေရတာလဲဆိုပြီးမေးနေခဲ့ကအဖွားကလည်းမင်းတကယ်ပျော်နေလို့လားဆိုပြီးပြန်ပြောခဲ့ပါလေ။အဲဒီနောက်မှာတော့အားလုံးကဒူရန်ကိုကိုယ်ခံစားချက်အစ်စ်ကိုလက်ခံပြီးဇနီးဖြစ်သူကို ပြန်သွားခေါ်ဖို့ဝိုင်းဝန်းဖြောင်းပြကြပါလေ။အဖွားဖြစ်သူကဒူရိုင်းကိုရိုင်းဇနီးကိုသွားချော့ခေါ်လာဖို့နဲ့ သူမသေးခင်မှာဒူရိုင်ရဲ့ပျော်ရွှင်မှုကိုမြင်သွားခြင်းလေလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒူရိုင်နဲ့ဦးလေးဖြစ်သူတို့ဟာဒူရိုင်ရဲ့ဇနီးကိုပြန်ချော့ခေါ်ဖို့အတွက်မွန်ဘိုင်းမြို့ကိုခရီးထွက်လာခဲ့ကြပါတယ်။သူ့ရဲ့ဇနီးနာမည်ကနီရန်ဖြစ်ပြီးအခုချိန်မှာကုမ္ပဏီပိုင်ရှင်ကြီးတယောက်ဖြစ်နေခဲ့တာပါ။ဒူရိုင်ကတော့မွန်ဘိုင်းကိုရောက်လာတဲ့အခါသူနဲ့တီကျွမ်းတဲ့လက်ဖိတ်ဆိုင်ပိုင်ရှင်စီကိုတွားရောက်တဲခိုခဲ့ပြီးနောက်တနေ့မနက်မှာတော့သူတို့ဟာနီရန်ရဲ့ကုမ္ပဏီကိုတွားပြီးတွေ့ခွင့်ရဖို့စောင့်နေခဲ့ကြပါတယ်။ ဒါပေမဲ့ကြာမြင့်စွာစောင့်နေခဲ့တော့လေနီရန်ကထွက်မလာခဲ့ဘဲနဲ့အရေးတကြီးအစည်းအဝေးရှိတယ်ဆိုပြီးတော့ပြောခိုင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲနီရန်ကဒူရန်ရဲ့ရှေ့ကနေဖြတ်သွားခဲ့ပြီးသူ့ကိုတော့တစ်ချက်မှလှည့်မကြည့်ခဲ့ပါဘူး။နီရန်ကသူ့ရဲ့သမီးလေးနိုင်ငံအစည်းအပြေးပြိုင်ပွဲကိုတွားရောက်ခဲ့တာဖြစ်ပြီးသူမသမီးရဲ့နာမည်ကတော့ဆွီတာပါ။ဒူရန်လည်းအဲ့ဒီနေရာကိုလိုက်ကြည့်ခဲ့ပြီးတော့သူ့ရဲ့သမီးကို PT ဖုံးနဲ့အပြုံးတွေနဲ့ငေးလို့နေခဲ့ပါတယ်။သူကသမီးလေးကိုရင်ခွဲမတက်လွမ်းနေရပြီးဝင်ရောက်ထွေးပွေ့ခြင်းပေမဲ့ ။နေရန်ကတော့ဒူရိုင်းကိုသစိမ့်တအူးလိုပဲသဘောထားကသူ့ဘေးနားကဖျက်လျှောက်သွားခဲ့ပြန်ပါလေ။နှစ်ကြိမ်တိတိရင်ဝါကိုစောင့်ကန်ခံခဲ့ရတဲ့ဒူရိုင်းကတော့မခံစားနိုင်တော့ပဲဇနီးကိုချော့ခေါ်မဲ့အကြံကိုစွန့်လွတ်ပြီးပြန်သွားဖို့ဆုံးဖြတ်လိုက်ပါပြီ။အဲဒီချိန်မှာနေရန်မှာအရေးပေါ်စီဝေးပေါ်လာတာကြောင့်ဆွေသားကအိမ်ကိုအရင်ပြန်ရဖို့အတွက်ဖြစ်လာခဲ့ပြီးတော့လန်ခူလာမှာတော့လူစိုးတအုပ်ဟာဆွေသားရဲ့ကားနောက်လိုက်လာပြီးဝိုင်းထားလိုက်ကြပါလေ။ဆွေသားလည်းကြောက်လန့်နေပြီးတော့နေရန်ကိုဖုန်းခေါ်ကပြောပြတဲ့ခါမှာတော့ သူမကဒါဟာဒူရိုင်ကသူ့လက်ထဲကသမီးကိုလူယူဖို့အတွက်ကြံစီတာပဲဆိုပြီးတော့ထိမှတ်သွားခဲ့ပါလိမ့်။ဒါကြောင့်ဒူရိုင်စီကိုဆက်သွယ်ပြီးဒီလုံရက်တွေကိုချက်ချင်းရပ်လိုက်ဖို့ပြောနေပေမဲ့ဒူရိုင်ကဘာမှကိုနားမလည်ပဲရှိနေခဲ့တာပါ။ဒါမဲ့လူโซကဘယ်သူပဲဖြစ်ပါစေသူသမီးလေးကိုတော့လုံးဝအထီမခံနိုင်ဘူးလို့ပြောနေခဲ့ပါလိမ့်။ဒါမှမဟုတ်တော့ဆွီတာတို့ကလူโซတွေလိုက်တာခံနေရပြီးအတန်ကြာတဲ့အခါကားမောင်းသူကကြောက်လန့်ပြီးတော့ကားရက်ကဆင်းပြေးသွားခဲ့ပါလိမ့်။ ါကြောင့်ဆွေသားအတွက်အန်ဒီရဲ့ပူကြီးသွားပြီးသူမကမိခင်ဖြစ်သူကိုဆက်သွယ်ကလူဆိုးတွေသူမရဲ့နောက်မှာဓာရီကင်ပြီးတော့လိုက်လာနေကြပြီလို့ပြောလိုက်ပါတယ်။နီရန်နဲ့သမီးတို့အလုံးမဲဆိုရင်ပြီးတော့အဲ့နေရာကိုအမြန်သွားရောက်ကကယ်နိုင်မှုစူးစမ်းခဲ့ပေမဲ့အခြေအနေတွေကမပြီးခဲ့ပါဘူး။မျိုးရင်းမှာလည်းမိုးတွေတဲထန်နေပြီးကားတွေပိတ်နေတာကြောင့်သမီးကိုလွတ်အောင်ပြေးနေဖို့ပဲပြောနိုင်ပါတော့တယ်။ဒါမဲ့မင်းကလေးငယ်တဦးကလူဆိုးများစွာရဲ့လက်ကလွတ်နိုင်ဖို့ကတော့အတော်မလွယ်နေပါဘူး။အဲ့ဒီချိန်မှာပဲဆိုင်ကယ်တစ်စီးပေါ်လာပြီးတော့လူဆိုးတွေကိုဝင်တိုက်လိုက်ပါတော့တယ်။ အိုင်လူကတော့သမီးလေးကိုကာကွယ်ဖို့စွန့်ရင်အပြည့်နဲ့ဖြစ်နေတဲ့ဒူရိုင်းပဲဖြစ်ပြီးလူဆိုးတွေကိုတယောက်ပြီးတယောက်ရင်ဆိုင်နေခဲ့တာပါဆွေသားကလည်းဦးလေးကြီးတယောက်သူမကိုကယ်ဖို့ကြိုးစားနေကြောင်းနီရန်ကိုပြောခဲ့ပြီးအဲ့ဒီဦးလေးကဘသူဆိုတာကိုနီရန်ချက်ချင်းသိလိုက်ပါလေလူဆိုးတွေကဒူရိုင်းကိုတိုက်နိုင်မလွယ်ကြောင်းရိတ်စားမိလာတဲ့ခါမှာတော့ဆွေသားစီကိုဦးတီတိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပြီးဆွေသားလည်းကြောက်လန့်ကြတဲ့ပြေးပါလေနီရန်ကတော့သူ့သမီးကိုမကြောက်ဖို့နဲ့အဲ့ဒီလူကြီးဟာသမီးကိုတေချာပေါက်ကယ်တင်နိုင်ပါလိမ့်မယ်လို့ပြောလိုက်ပါတယ် သူမပြောတဲ့အတိုင်းပဲမကြခင်မှာဒူရိုင်းအဲ့နေရာကိုရောက်လာခဲ့ပြီးလူစုတွေအားလုံးကိုရှင်းပြစ်လိုက်နိုင်ခဲ့ပါတယ်။ဒီအချိန်မှာပဲစရီသားလည်းသတိလစ်ပြီးတော့လဲကျသွားပါတော့တယ်။သူကသမီးဖြစ်သူကိုဆေးရုံကိုအမြန်ခေါ်သွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲလူတအုပ်ကလူစုတယောက်ရဲ့ဖုန်းကိုဆက်သွယ်လာခဲ့ပါတယ်။အဲ့ဒီလူကဒီကိစ္စကိုစေခိုင်းသူဖြစ်ပုံရတာကြောင့်ဒူရိုင်းကဒီကလေးမကိုဒုက္ခမပေးခင်သူ့ရဲ့မိဘတွေကဘာတူလဲဆိုတာအရင်စုံစမ်းသိတယ်လို့ပြောလိုက်ပါတယ်။ဖုန်းထဲကလူကမင်းဘာတူလဲလို့မေးတဲ့အခါဒူရိုင်းက ငါကဒီကလေးရဲ့အဖေပဲလို့ဖြေခဲ့ပြီးမကြောက်မလန့်တဲ့နာမည်နဲ့လိပ်စာတွေကိုပါပြောပြလိုက်သေးတာပါဒီအချိန်မှာပဲလွန်ခဲ့တဲ့၁၀နှစ်တုန်းကအချိန်ကိုပြန်ရောက်သွားခဲ့ပြီးဒူရိုင်းဆိုတာကာလာသားပေါ့ဆဘဝတဲကတရွာလုံးကလေးစားရတဲ့သူသူဖြစ်ခဲ့တာပါသူ့ရဲ့ကြမ်းတမ်းတဲ့ခွန်အားနဲ့ရွာသားတွေရဲ့ပြဿနာကိုဖြေရှင်းပေးတတ်ပြီးအမှန်တရားဘတ်တော်သားဖြစ်တဲ့ဒူရိုင်းကိုတရွာလုံးကဝိုင်းချစ်ကြတာပါတရမှာတော့နီရန်လို့အမည်ရတဲ့မိန်းကလေးတအူးဟာလှုပ်အားပေးဒေါက်တာတွေနဲ့အဲ့ဒီရွာကိုရောက်လာခဲ့ပါတယ် ရွာနာကိုရောက်တဲ့ဆိုရင်ပဲနေရာကိစ္စတွေအတွက်ဒူရိုင်းကိုအကူအညီတောင်းလို့ရတယ်ဆိုပြီးရွာကန်ဒူးကပြောနေခဲ့ပြီးတော့ဒူရိုင်းဆိုတာစိတ်ကောင်းရှိပြီးရိုင်းပင်ကူညီတဲ့ကြောင်းနဲ့တရွာလုံးကချစ်ခင်ရတဲ့သူဆိုပြီးပြောနေတဲ့ချိန်မှာပဲစိုင်းကယ်တစည်းနဲ့လူတွေကိုလိုက်ရိုက်နေတဲ့ဒူရိုင်းပေါ်လာတာကိုတွေ့လိုက်ရပြီးအဲ့ဒီလူတွေကတောရက်တွေခိုးချက်လို့အခုလိုလိုက်ရိုက်နေကြတာပါနောက်ရက်မှာတော့ရွာသားဒူးကဒူရိုင်းကိုလူတယောက်ကအမှုဖွင့်ထားတယ်ဆိုပြီးသတင်းပေးလာခဲ့တာကြောင့်တရွာလုံးအန်အော်ဒီဖြစ်ကြပါတယ် ။ဒိမကြခင်မှာဒူရိုင်ကိုအမှုဖွင့်တဲ့ကိစ္စကိုမကျင်တဲ့သူတွေရဲစခန်းရှိမှလာပြီးစုယုံနေကြပါတော့တယ်။ရွာသားတွေကဒူရိုင်ကိုဝိုင်းပြီးကာကွယ်နေကြတာဖြစ်ပြီးရဲပြည်သူကိုယ်တိုင်ကလည်းဒူရိုင်ကိုဖမ်းကျင်နေတာတော့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့တိုင်ကြားသူရှိလာတဲ့ခါမှာဥပဒေတိုင်းလုံးဖို့အတွက်ဖြစ်လာခဲ့ပြီးတော့သိမ့်မကြခင်မှာနီရန်ရောက်လာခဲ့ကသူမကိုယ်တိုင်မဲ့အမှုဖွင့်ခဲ့ကြောင်းပြောလိုက်ပါတယ်။တပားသူကိုကိုထီးလက်ရောက်ရိုက်နှက်မှုနဲ့သူမကားကိုမှန်ကွဲအောင်လုပ်ခဲ့တာအတွက်အခုလိုတိုင်ကြားခဲ့တာဖြစ်ပြီးတက်တဲ့ဖြစ်တဲ့ဗီဒီယိုမှတ်တမ်းပါရှိနေတာပါ။ ဒူရိုင်ကဗီဒီယိုဖိုင်ကိုတွေးလိုက်တဲ့အခါတခါမှကိုယ့်ရဲ့တိုင်းခွက်တွေကိုပြန်မကြည့်ဘူးလို့ဆိုကဝမ်းသာအားရဖြစ်နေခဲ့ပါလေ။အဲဒီနောက်မှာသူကရွာသားတွေအားလုံးကိုပြန်သွားကြဖို့ပြောပြီးသူ့ရဲ့ဦးလေးကိုတော့ဒီဗီဒီယိုဖိုင်ကိုရွာရဲ့ရုပ်တံလိုင်းကတဆင့်ထုတ်လွှင့်စေဖို့ပြောလိုက်တာပါ။အဲဒီနောက်မှာနီရန်ကိုသူ့ရဲ့ကင်မရာမန်ဖြစ်တဲ့အလုပ်ဝင်ပါလားဆိုပြီးသွားစားနောက်လိုက်ပါသေးတယ်။နီရန်ကရဲတွေကိုမကြည်မနှက်နဲ့အပြစ်တင်ပြောဆိုပြီးဒူရိုင်ကိုအရေးယူပေးဖို့တောင်းဆိုနေတာကိုမြင်ရတဲ့အခါမှာတော့ ဒူရိုင်ကရဲတင်းနဲ့သူမရဲ့အမူအရာကိုသဘောကျပြီးသူမအလိုကြတိုင်းအချုပ်ခန်းထဲကိုဝင်သွားလိုက်ပါတယ်။အရင်နောက်မှာတော့နီရန်ရဲ့အဖွဲ့ဟာမြေကမ်းတစ်ပိတ်တစ်ခုမှနေရာပြင်ဆင်ပြီးလူတို့ကိုကျမ်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးခဲ့ပြီးတော့တိတ်မကြခင်မှာဂန်စတာတပ်ဖွဲ့ဟာသူတို့ကိုမြေနေရာငှားကပေးဖို့အတွက်လာရောက်မိုက်ကြီးခွဲကြပါတယ်။နီရန်ကသူကအစိုးရခွင့်ပြုချက်နဲ့လာတာဖြစ်ကြောင်းပြောပေမဲ့အဲ့ဒီလူမိုက်တွေကတော့လက်မခံကြပါဘူး။ ောက်တစ်နာရီအတွင်းမှာငွေကြေးတွေပြင်ဆင်ထားဖို့ပြောနေချိန်မှာရွာသားတူဝင်လာပြီးအဲ့ဒီကျမ်းမာရေးဝန်ထမ်းအဖွဲ့ကဒူရိုင်းရဲ့စောင်းရှောက်မှုအောက်မှာရှိတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒူရိုင်းချုံထဲမှာရောက်နေကြောင်းသိနေကြတဲ့အဲ့ဒီလူမိုက်တွေကနည်းနည်းမှကြောက်လန့်ပုံမရပါဘူး။ဒါပေမဲ့ဒူရိုင်းလိုလိုအချုပ်ထဲရောက်နေရတာကိုအခုမှသိလိုက်ရတဲ့အဲ့ဒီလူကိုယ်တိုင်ပဲ shock ရမတက်ဖြစ်သွားခဲ့တာပါအဲ့ဒီနောက်သူကဒူရိုင်းကိုအမှုပိတ်ပြီးအချုပ်ထဲကထုတ်ပေးလိုက်ဖို့အကြံပေးခဲ့ပြီးတော့နီရန်လည်းမတက်တာပဲဒီတိုင်းပဲလုပ်ခဲ့ရပါလေ အဲဒီနောက်လူမိုက်ဖွဲ့ဟာယာယီကျမ်းမာရေးဌာနကိုတွားရောက်ဖျက်ဆီးနေကြပြီးအဲဒီနေရာမှာဒူရိုင်းကိုတွေးလိုက်ရတဲ့အခါမှာတော့ချက်ချင်းအချိုးပြောင်းပြီးဒူရိုင်းကိုတောင်းပန်စကားပြောကြပါလိမ့်ဒူရိုင်းကဒါကိုအခွင့်ကောင်းယူပြီးတော့အဲဒီလူမိုက်တွေကိုပဲပစ္စည်းတွေတဲခိုင်းကကျမ်းမာရေးဌာနကိုသူ့ရဲ့စံကိုတောင်ကြီးစီပြောင်းရွှေ့စေလိုက်ပါလိမ့်အစပိုင်းမှာတော့ဒူရန်ကဒူရန်ရဲ့အကူအညီကိုလက်ခံခြင်းစိတ်မရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့တွေ့အားလုံးပေါ်ထားတဲ့ဒူရန်ရဲ့စေနာကိုသိမြင်လိုက်ပြီးတော့လက်ခံသွားခဲ့ပါတယ် ဲဒီနောက်ပိုင်းမှာတော့နီရန်နဲ့ပိုမိုရင်းနှီးခွင့်ရအောင်စူးစမ်းခဲ့ပြီးသူ့ရဲ့မိသားစုဝင်တွေလည်းနီရန်ကိုခေါ်တွေ့ပေးခဲ့ပါတယ်။ဒါမဲ့တကယ်တမ်းဖွင့်ပြောဖို့ကတော့သူမဝင်ရဲခဲ့ပါဘူး။တကယ်မှာတော့ဒူရိုင်းတန်ဟာရခဲ့ပြီးနီရန်ထိုးပေးလိုက်တဲ့ဆေးရှိန်နဲ့သူ့ကိုယ်သူမသိပဲနီရန်ကိုရင်တွင်းခန်းစားချက်တွေထုတ်ပြောလိုက်မိပါတော့တယ်။နီရန်ဘက်ကလည်းဒူရိုင်းကိုစိတ်ဝင်စားစားပြုလာခဲ့ပြီးအဲဒီနောက်ပိုင်းမှာဒူရိုင်းကလည်းအရင်ကားထက်ကိုပိုမိုရဲတင်းစွာခန်းစားချက်တွေကိုထုတ်ဖော်ရဲလာခဲ့ပါတယ်။ ဒါပေမဲ့သိမကြခင်မှာပဲနီရန်ကသူ့ရဲ့နေရဖြစ်တဲ့မွန်ဘိုင်းမြို့ကိုပြန်အားမဲ့ချိန်ကိုရောက်လာခဲ့ရပါပြီ။ဒူရန်နဲ့ဒူရွာသားများစွာတို့ဘူတာယုံကိုစီကားစွာနဲ့လိုက်ပို့ခဲ့ကြပြီးရက်တန်ကြတဲ့ခါမှာတော့နီရန်ဟာသူ့မရဲ့ဖခင်ကိုပါခေါ်ပြီးတော့ဒူရန်ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ပြန်လာခဲ့ရတဲ့အကြောင်းကတော့ဒူရန်ကိုတောင်းရန်လက်ထပ်ဖို့ပဲဖြစ်ပြီးသူမယုံနိုင်စွာဝမ်းသာတဝက်အံ့ဩခြင်းတဝက်ဖြစ်နေခဲ့ရပါတယ်။နီရန်ကိုခေါ်ပြီးတော့နှောက်ရဲဆွေးနွေးကသူကြားလိုက်ရတဲ့စကားတွေဟာမှန်ပဲလားဆိုပြီးတော့မေးနေခဲ့မိတာပါ။ နီရန်နေနဲ့သူ့ဘော်စိတ်ဝင်စားလိမ့်မယ်လို့မထင်တဲ့အပြင်သူ့ကိုယ်သူလည်းနီရန်ထက်အစင်တန်းနှိမ့်ကြတယ်လို့ထင်မှတ်နေတာပါနီရန်ကအစင်တန်းမနှိမ့်ကြောင်းစံပွဲရုံတစ်ခုပိုင်ပြီးတော့ရွာသားတွေအားလုံးကိုကူညီတတ်တဲ့ချစ်စရာကောင်းသူတူဖြစ်ကြောင်းနဲ့ယောက်ျားပီတာပြီးကြည်ကောင်းတဲ့ရုပ်ရည်ရှိတယ်လို့ပြန်ပြောလိုက်ပါတယ်ဒါပြင်ဒူရန်ရဲ့မိသားစုအတိုင်းဝိုင်းနဲ့နှွေးထွေးတဲ့မေတ္တာတရားကိုသူမသဘောကျကြောင်းနဲ့ဒီရွာလုံးကိုကာကွယ်တတ်တဲ့ဒူရန်ရဲ့အနားမှာနေရတာသူမအတွက်လုံခြုံမှုရှိတယ်လို့ခံစားရကြောင်းတွေကိုပါပြောပြပါတယ် ာနီနောက်မှာတော့သူတို့နောက်လက်ထပ်ပွဲကျင်းပခဲ့ပြီးဘဝသေးတစ်ခုထူထောင်လိုက်ကြပါလေ။နေအတိုင်းကိုပျော်ရွှင်စွာနဲ့ဖြတ်ကျော်လာခဲ့ကြပြီးတရက်မှာတော့နီရန်စီကိုအကြောင်းကြားစာတစ်ခုရောက်လာခဲ့ပါလေ။စာထဲမှာတော့သူမရဲ့သူတေသနာစာတန်းကိုကောလိပ်တစ်ခုကလက်ခံခဲ့ပြီးသူမကိုပါအဲ့ဒီကောလိပ်မှာကုညီတင်ကြားပေးဖို့ဖိတ်ခေါ်ထားတာပါ။နီရန်ကဒီအခွင့်အရေးအတွက်အလွန်ဝမ်းသာခဲ့ပေမဲ့နောက်ဆုံးမှာတော့လက်လွတ်လိုက်ရဖို့ဖြစ်လာပါလေ။အချောင်းကသူမမှာကိုဝင်ရှိနေပြီဖြစ်ကြောင်းစစ်ဆေးတွေးရှိလိုက်ရတာကြောင့်ဒူရိုင်နားမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်လိုပါပဲ။ ဒူရိုင်ကလည်းဇနီးတဲ့ကိုဝင်ရှိချောင်းတိလိုက်ရချိန်မှာအလွန်တရာမှပြောင်းနေခဲ့ပြီးရင်သွေးလေးပွေ့ချီရမယ့်ရက်ကိုလက်ချိုးစောင့်နေခဲ့ပါတယ်။ဒါမဲ့ကလေးမွေးပြီးတဲ့နောက်ပိုင်းမှာတော့နီရန်ရင်ထဲမှာစိုးရိမ်မှုတချို့စတင်ဝင်ရောက်လာခဲ့ပါတယ်။သူတို့ရဲ့သမီးလေးမမွေးသေးခင်ကဇနီးတဲ့တယောက်အနေနဲ့ဒူရိုင်ရဲ့ရန်ပွဲတွေကိုသူမနားလေစွာလက်ခံနိုင်ခဲ့ပေမဲ့မိခင်တို့ဖြစ်လာခဲ့ချိန်မှာတော့ဒီရန်ပွဲရဲ့အကျိုးဆက်တွေကသမီးလေးကိုပါထိခိုက်လာမှာကိုစိုးရိမ်ခဲ့တာပါ။တနေ့မှာဒူရိုင်ကသမီးလေးနဲ့အတူနီရန်ကိုယထာဘူတာမှာတွားချိုပေးခဲ့ပြီး လန်ကူလန်မှာတော့သူ့ရဲ့ရန်ဘက်ကပိတ်ရက်ကလှုပ်ကြံကြဖို့ကြိုးစားပါတယ်ဒူရိုင်းတူတဲဆိုရင်ဒီကိစ္စကပြဿနာမဟုတ်ပေမဲ့အခုတော့တမီးလေးကိုပါတစ်ဖက်ကကာကွယ်နေခဲ့ရတာကြောင့်အလူလဲခုခံကာကွယ်နေရပြီးရန်သူတွေကိုပြန်နိုင်တိုက်ဖို့အတွက်အချိန်တော်ကြာယူခဲ့ရပါတယ်အရင်နောက်ဘူတောင်ကိုရောက်သွားတဲ့အခါနီရန်ကိုမတွေ့ရတော့ပါဘူးနီရန်ကအိမ်ကိုပြန်အောင်နှင်နေပြီဖြစ်ပြီးတော့သွေးသံတရဲနဲ့ပြန်လာတဲ့ဒူရိုင်းကိုတွေ့ရတဲ့အခါသူမှအလွန်ပဲထိတ်လန့်သွားခဲ့ရပါတယ်ဒူရိုင်းကဘာမှစိတ်မပူဘဲနဲ့တမီးလေးအန်ဒီရဲ့ကင်းကြောင် အခုချိန်မှာအိတ်တောင်ပျော်နေတယ်လို့ဆိုခဲ့ပေမဲ့နေရန်ကခလေးကိုလမ်းကြည့်လိုက်တဲ့အချိန်မှာတော့ခလေးကအိတ်ပျော်နေတာမဟုတ်ဘဲလေဘေးမှာဓာတ်တန်ရာရထားတာကိုတွေ့လိုက်ရပါတယ်။အရင်နောက်ဆေးရုံကိုအမြန်မဲသွားခဲ့ကြပြီးတော့ကုသမှုပြုလုပ်ကစောင့်နေချိန်မှာနေရန်ကသမီးအတွက်အလွန်ပဲစိုးရိမ်နေခဲ့ပြီးဒါရီအားလုံးကဒူရန်ရဲ့အပြစ်တွေပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ဒူရန်ဘက်ကလည်းမိခင်တဦးရဲ့ခံစားချက်ကိုနားလည်နေခဲ့ပြီးတော့သူကိုယ်တိုင်လည်းဖားခင်တဦးဖြစ်တာကြောင့်ပူပင်တော့ကရောက်နေရတာပါပဲ။ ူကနီရန်ကိုစူးစမ်းနှစ်သိမ့်ပေးခဲ့ပေမဲ့သူမကတော့နောက်ထပ်ဒီလိုအဖြစ်မျိုးထပ်ဖြစ်မှာကိုလုံးဝလက်မခံနိုင်တော့တာကြောင့်တမီးလေးကိုခေါ်ပြီးမွန်ဘိုင်းမြို့ကိုပြန်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာပြစ်ဆုပ်ပံကာလာကိုပြန်လည်ရောက်ရှိလာခဲ့ပြီးဆွေသားကိုစေးုံတစ်ခုမှပို့ထားရပါတယ်။နီရန်ကလည်းရဲရီနဲ့တိုင်ကြားကနောက်ွယ်ကလူစိုးကိုစုံစမ်းစေခဲ့ပြီးသူမရဲ့စီးပွားရေးပြိုင်ဘက်တွေရဲ့လက်ချက်ပဲဖြစ်ရမယ်လို့ခန့်မှန်းထားတာပါ။ဒါမဲ့ဖမ်းမိနိုင်မှုအတွက်ကအချိန်ကြာအောင်မှဖြစ်တာကြောင့်ဒီကြားထဲမှာဆွေသားအတွက်အန်ဒီရကရှိနေပြန်ပါသေးတယ် ဒါကြောင့်ဆွေသားကိုနိုင်ငံသားမှာပို့ထားဖို့ဆုံးဖြတ်လိုက်ပြီးမဲ့ဆွေသားရဲ့နှီးပြဖြစ်သူကလက်မခံပါဘူး။ဆွေသားနောက်ဆက်ရဲမှာကျင်းပမဲ့နိုင်ငံအဆင့်အပြေးပြိုင်ပွဲကိုဝင်ရမှာဖြစ်ပြီးဒါဟာဆွေသားတစ်သလုံးကြိုးစားလာခဲ့တဲ့အိမ်မက်တစ်ခုလည်းဖြစ်ပါလေ။ဒါပြင်ကိုဒီပြိုင်ပွဲအတွက်ဆွေသားကအပြင်းထန်လေးကျင်းတွေလည်းစင်ထားခဲ့ပြီးဖြစ်တယ်လို့ဆိုပါရယ်။ဒါမဲ့နီရန်ကတော့တမီးဖြစ်သူရဲ့အိမ်မက်ထက်ကိုအသက်အန္တရာယ်လုံခြုံရေးကိုပို့အရေးထားဖို့အတွက်ပဲဆုံးဖြတ်လိုက်ပါလေ။ဒါမဲ့အနီးမှာရှိနေတဲ့ဒူရိုင်ကတော့တမီးဖြစ်သူရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးခြင်းနေပြီး သူကိုယ်တိုင်ဆွေသားကိုအန်ဒီရီကကာကွယ်ပေးမယ်လို့ဆိုပါတယ်။ဒါမဲ့သူ့ကိုဖားခင်နေနဲ့မသိစေချင်တဲ့နီရန်ရဲ့သဘောထားကိုကြိုသိနေခဲ့တာကြောင့်ဆွေသားရဲ့ကိုရန်တော်တတ်တော်ဆောင်တဦးအနေနဲ့စောင့်ရှောက်ပေးမှာဖြစ်ပြီးသူဟာဖားခင်ရင်ဖြစ်တာကိုလုံးဝဖွင့်မပြောဘူးလို့လည်းဂရိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ဒူရန်ကပစ္စည်းတွေထုတ်ပိုးပြီးနီရန်ရဲ့အိမ်ကိုအလုံသမားတဦးအနေနဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။အဲဒီချိန်မှာနီရန်ကရဲရရှိတဦးနဲ့တန်တရားရှိသူတွေအကြောင်းဆွေးနွေးနေခဲ့ပြီးဒူရန်ကဘသူဟာပိုတန်တရားရှိဖို့ကောင်းတယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ အကြောင်းကတော့သူနီးသူဟန်နဲ့အဲ့ဒီလူတွေကိုစစ်မေးခဲ့ပြီးတာကြောင့်ပါပဲ။ဒါမဲ့ယေရီရဲ့တန်တရားရှိသူစီးမဆွေသားရဲ့ဖခင်ဖြစ်သူဒူရိုင်းမှာပါဝင်နေတာကိုတွေ့လိုက်ရပါလိမ့်။အဲဒီနောက်မှာတော့ဆွေသားကိုလေးချင်းစေမို့အတွက်လိုက်ဖို့ပေးခဲ့ပြီးဒူရိုင်းကတာမန်တတ်တော်ဆောင်တွေထက်ပူတာစွာဂိယူဆိုင်ပေးနေခဲ့တာပါ။ပစ္စည်းတွေကိုကူတယ်ပေးတာလေးချင်းအတွက်ဆရာတက်ကြွစီဖို့အားပေးတာပြင်တမီးဖြစ်သူစိတ်ပျော်စီဖို့စကားပြောဖို့ဖြစ်လဲရှိနေပေးခဲ့တာဖြစ်ပါလိမ့်။ဒူရိုင်းကဆွေသားကိုဘာလို့တလောက်အပြေးမြန်ရတာလဲလို့မေးနေခဲ့ပြီး ဆွေသားကဒါဟာသူမအဖေကြောင့်ဖြစ်မယ်လို့ဖြေခဲ့ကအဲ့ဒီစကားကြောင့်ဒူရိုင်နှစ်ချိုက်စွာနဲ့ပြုံးလိုက်မိပါတော့တယ်။ဒါမဲ့ဆွေသားကဆက်ပြီးတော့သူမရဲ့ဖခင်ပေါ်မုံဒီစိတ်တွေကိုတွန်းအားဖြင့်နဲ့အတုံးချခဲ့တာလို့ဆက်ပြောလိုက်တာပါ။သူမရဲ့ဖခင်တခါမှရောက်မလာခဲ့ဘူးတာနဲ့ဖခင်တာဝန်ဘာတစ်ခုမှမကျေပွန်ခဲ့တဲ့ပေါ်မုံတီးမိတယ်လို့ပြောခဲ့ပြီးဒီစကားကိုကြားလိုက်ရတဲ့ဒူရိုင်ကစိတ်တိကြိုက်သွားကမျက်ရည်မထိန်နိုင်ဖြစ်ပြီးတော့သူ့မျက်ရည်တွေကိုဖုံးကွယ်ဖို့အတွက်မိုးရည်ထဲမှာထွက်ရက်နေလိုက်ရပါတယ်။ ။ဆွေသားလည်းမိုးရီတဲကိုဆင်းလျှောက်လာပြီးတားဖနူပျော်ရွှင်စွာနဲ့အတူလျှောက်နေခဲ့ကြပါလေ။ဖခင်ရင်ဆိုတာပြောခွင့်မရှိသည့်တိုင်ချစ်တဲ့သမီးလေးအနာမှာဆိုတော့ဒူရိုင်းလည်းပြုံးလို့ရွှင်လို့ပါပဲ။အဲဒီနောက်မှာတော့နှစ်ဦးသားမိုးရီတွေဆူရွှဲစွာနဲ့အိမ်ပြန်လာခဲ့ကြပြီးနီရန်ကနှစ်ဦးလုံးကိုမကြေမနက်ဖြစ်နေပါတော့တယ်။ဒူရိုင်းကတော့နီရန်ရဲ့စူပူတန်ကိုကြားရတာကိုပဲနဝင်းချိုလွန်းလှစွာပြုံးနေမိပါလေ။သူ့ရဲ့ပျောက်ဆုံးသွားတဲ့မိသားစုငွေသက်လေးတွေကိုပြန်လည်ခန်းစားလိုက်ရလို့ပါပဲ။ ဂျာပင်ကိုဆွေသာကသူ့ဘက်ကလိုက်ပြီးတော့ကာကွယ်ပြောဆိုပေးတာကိုမြင်ရပြန်တဲ့အခါကြည်နူးမှုတွေပါထပ်ဆင့်ခန်းစားရပြန်ပါလေဂျပန်မှာတော့ VR လို့ခေါ်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ပိုင်းရှင်ကိုမြင်ရမှာဖြစ်ပြီးသူ့အားဆွေသာကိုလှုပ်ကြံမှုစေခိုင်းနေသူပါပဲအကြောင်းကတော့ဆွေသာကြောင့်သူ့ရဲ့သမီးဖြစ်တဲ့နီယာဒေါဂိတာဖြစ်ခဲ့ရတယ်လို့မှတ်ယူထားခဲ့တာကြောင့်ပါ VR နဲ့ NIA တို့ဟာတငယ်ချင်းတွေလိုပွင့်လင်းတဲ့ဆက်ဆံရေးမျိုးရှိတဲ့တားအဖအဖြစ်ကြပြီးသူဟာသမီးလေးကိုအဆအဆရရလိုလီသေးမရှိသေးပဲစောင့်ရှောက်လာခဲ့တာပါ။ နေရာနာမည်ကြီးပြည်သမားတို့ဖြစ်ပြီးတော့ပြိုင်ပွဲများစွာမှာနိုင်ရကစူပလာတွေများစွာကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါလိမ့်။နောက်ဆုံးမှာတော့သူမထက်ကိုပူတော်တဲ့သူတွေနဲ့တွေ့ခဲ့ရပြီးပထမဆုံးနဲ့တဖြည်းဖြည်းဝေးလာခဲ့ရပါလိမ့်။အရှုံးပွဲတွေများပြီးတော့စိတ်သက်ကြနေချိန်မှာဖခင်ဖြစ်သူကပါသူမအပေါ်အရင်လိုနွေ့နွေ့ထွေးထွေးဆက်ဆံခြင်းမရှိတော့ဗျာနာကိုကြုံရပြန်ပါလိမ့်။အကြောင်းကတော့ VR ကအတ္တကြီးသူဖြစ်ပြီးအရာရာတိုင်းကိုနံပါတ်၁အောင်မြင်မှုပဲလိုချင်နေတဲ့သူတို့ဖြစ်နေတာကြောင့်ပါ။ သူကိုယ်တိုင်လည်းရေချင်းရှိပြီးတော့ဒီဇိုင်းမမတ်စူးစမ်းမှုတွေကြောင့်အမြဲတမ်းနံပါတ်1နေရာမှာပဲရှိနေခဲ့တာပါငယ်စဉ်ကတည်းကကျောင်းစာမှာပထမရပြီးအားကစားဆိုရင်လည်းရွှေတိစိတ်စုတွေယူခဲ့ကအရွယ်ရောက်တဲ့အခါမှာစီးပွားရေးလောကမှာလည်းတစ်မျိုးလုံးမှာနံပါတ်1ဖြစ်အောင်စူးစမ်းလာခဲ့တာပါသူ့ရဲ့သမီးဖြစ်သူကိုလည်းသူ့လိုပဲနံပါတ်1နေရာတွေကြီးပဲရစေခြင်းခဲ့ပြန်ပြီးအခုနောက်ပိုင်းမှာနေရာပထမဆုံးနဲ့အလန်းကွာလာတာကိုမြင်ရတဲ့အခါမှာတော့သမီးပေါ်ဆက်ဆံရေးပြောင်းပြီးခက်စိမ့်စိမ့်နေလိုက်ပါတော့တယ် ။နေရာကဒီလိုအခြေအနေကြီးမှမနေနိုင်တော့တာကြောင့်သူမရဲ့ဖခင်အရင်လိုချစ်လာအောင်ဘယ်လိုလုပ်ရမလဲလို့ပွင့်ပွင့်လင်းလင်းပဲမေးလိုက်ပြီး VR ကအနိုင်ရချင်းဆိုတာသူ့ရဲ့သွေးသားထဲမှာရှိနေတာဖြစ်ပြီးနေရာသာရှုံးနေခြင်းနဲ့ကြုံရရင်သူသမီးမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်။ဒါပြင်ဘယ်နည်းနဲ့မဆိုအနိုင်ရဖို့စူးစမ်းဖို့နဲ့အနိုင်ရချင်းဟာရှင်သန်ချင်းဖြစ်ပြီးရှုံးနေခြင်းဟာသိဆုံးခြင်းပဲလို့ပြောလိုက်သေးတာပါ။အရင်အောင်မှာများလားစွာသော PR တွေကိုထမ်းပိုးရင်းနေရာအပြင်းထန်ပြန်လဲလေ့ကျင့်ခန်းဆင်းနေခဲ့ပြီးတော့ပြိုင်ပွဲမှာအနိုင်ရဖို့စိတ်ရောကိုယ်ပါနှစ်ပြီးအစွမ်းကုန်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ် ပြိုင်ပွဲလေးကိုရောက်လာတဲ့အခါမှာတော့နီယာအားလုံးကိုအပြတ်အသတ်အနိုင်ပြခဲ့ပြီးတော့အဲ့ဒီပွဲမှာဒုတိယပန်းဝင်ခဲ့သူကတော့ဆွီတာပဲဖြစ်ပါလိမ့်အမှန်တော့နီယာကအနိုင်ရဖို့အတွက်စိတ်ကြွစေးတွေတုံးခဲ့တာဖြစ်ပြီးဒါကိုဆွီတာကတိုက်တိုက်ဆိုင်ဆိုင်ဖမ်းမိသွားခဲ့ပါလိမ့်နီယာကတောင်းပန်ပြီးတော့ဒီအကြောင်းကိုဒိုင်းတွေကိုမတိုင်မို့ပြောပေမဲ့ဆွီတာအတွက်လည်းဒီပြိုင်ပွဲကအိမ်မက်တစ်ခုဖြစ်တာကြောင့်တခြားတူကမတမာနီးနဲ့အနိုင်ယူတာကိုလက်မခံနိုင်ပြန်ပါဘူးနီယာလည်းနောက်ဆုံးဘာမှမတတ်နိုင်တော့ဘဲသူမရဲ့ဖခင်စီကိုဖုန်းဆက်ကသူမရှုံးသွားခဲ့ပြီဖြစ်ကြောင်းနဲ့ အနိုင်ရခြင်းဟာရှင်သန်ခြင်းဖြစ်ပြီးရှုံးနိမ်ခြင်းဟာတည်ဆုံးခြင်းပဲဆိုပြီးပြောကတိုက်ပေါ်ကနေခုံဆင်းသွားခဲ့ပါတော့တယ်။ဒါမဲ့တစ်ကိုင်းတစ်ခုပေါ်ကိုကြားခဲ့တာကြောင့်အသက်မသေးခဲ့ပဲဒဏ်ရာအပြင်းထန်တဲ့ဆေးရုံကိုရောက်သွားရပါတယ်။နေရာရဲ့အောင်ကြောတွေထိခိုက်ကုန်ပြီးတော့ခြေလက်လုံးဝမလှုပ်ရှားနိုင်တော့ပဲဒုက္ခိတာတယောက်ဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်ဝေဗီယာကစွီတာကိုရန်ညှိုးဖွဲ့ကတမိအတွက်လက်စားချေဖို့လိုက်တက်စေခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာဒူရိုင်ကတော့တမီးလေးရဲ့တတ်တော်ဆောင်ဖြစ်ခဲ့ရပြီးကြတဲ့ကတမီးနဲ့အနီးကပ်နေခွင့်ရသလိုဆယ်စုနှစ်တခုစာလောက်လွမ်းဆွေးနေခဲ့ရတဲ့ဇနီးဟောင်းရဲ့မျက်နှာလှလှလေးကိုပါငေးမောခွင့်ရနေခဲ့ပါတယ်။ဒူရိုင်ရဲ့အားပေးမှုစောင်းရှောက်မှုတွေကြောင့်လဲဆွေသားရဲ့လေးချင်းမှုတွေမှာတိုးတက်မှုတွေများစွာရှိနေခဲ့တာပါ။တရက်မှာတော့ကစားဝင်တစ်ခုမှကျင်းပတဲ့သူမရဲ့တငယ်ချင်းမွေးနေ့ပွဲကိုအလွန်သွားကျင်နေခဲ့ပြီးနီရန်ကတော့သွားခွင့်မပြုခဲ့ပါဘူး။ဒီအချိန်မှာလူဆိုးရဲ့ကားတစီသူတို့နောက်လိုက်နေတာကိုဒူရိုင်ကသတိထားလိုက်မိပြီးနီရန်ရဲ့စကားကိုလွန်ဆန်ကဆွေသားကိုမွေးနေ့ပွဲစီခေါ်သွားလိုက်ပါတယ် သူကလူစိုးတွေကိုရိုက်စစ်ကနောက်ွယ်ကလူကိုမေးဖို့ကြံစီထားတာပါ။မွေးနေ့ဝဲကိုရောက်တဲ့အခါသူဟာလူတွေနဲ့ရောနှောနေလိုက်ပြီးသမီးကိုစောင့်ရှောက်ရင်းတစ်ဖက်ကလည်းတိတ်တဆိတ်နဲ့လူစိုးတွေကိုရှင်းပြနေခဲ့ပါလေ။လူစိုးတွေလည်းတယောက်ပြီးတယောက်ဒူရိုင်းရဲ့အကွက်ထဲကိုဝင်လာကြပြီးတော့ဘသူမှမသိအောင်တိုက်ခိုက်တာကိုခံနေကြပါလေ။အရင်ကမှတော့ဒူရန်ကသူ့ရဲ့ဦးလေးလက်ထဲကိုလူစိုးတွေကိုအပ်လိုက်ပြီးစစ်ဆေးစီကသူကတော့တမီးလေးကိုခေါ်ကပြန်လာခဲ့ပါလေ။နီရန်ကတော့ပြန်ရောက်ချင်းစူပူနေပြန်ပြီးဒူရန်ကလည်းအပြစ်တင်တဲ့အတွင်းကိုပြုံးပြီးနားထောင်နေခဲ့ပြန်ပါလေ။ ။တမကလူဆိုးကတော့နောက်ဆုံးနှိပ်စက်တာကိုမခံနိုင်တော့တာကြောင့်သူ့ကိုစေခိုင်းသူရဲ့နာမည်ကိုထုတ်ပြောခဲ့ပြီးသူ့ကိုစေခိုင်းသူကတရားမဝင်လက်ဝဲဝိုင်းနေမှာနာမည်ကြီးတဲ့သူတအူးဖြစ်နေခဲ့တာပါ။ဒါကိုတည်တည်ချင်းဒူရိုင်းကလည်းအဲ့ဒီလူရဲ့နောက်ကိုလိုက်သွားခဲ့ပြီးတော့အားလုံးရှေ့မှာဝင်တိုက်ခိုက်ကနောက်ွယ်ကလူနာမည်ကိုစစ်မေးပြန်ပါလေ။မကြခင်မှာဒူရိုင်းလက်ချက်နဲ့သူခြေထောက်ကျိုးသွားနိုင်တဲ့အတွက်အဲ့ဒီလူကလည်းသူ့ကိုခိုင်းသူရဲ့နာမည်ကိုထုတ်ပြောရပါလေ။ အဲဒီနောက်မှာတော့လက်ဝိသမားစီကစုံစမ်းသိရှိလာတဲ့သူစီကိုဒူရိုင်နဲ့သူဦးလေးတို့ညာရင်းချင်းပဲရောက်သွားခဲ့ကြပြီးပညာဝိုင်းပြကြတဲ့အခါမှာနောက်ထပ်လူတအူးရဲ့နာမည်ကိုရခဲ့ပြန်ပြီးတော့အဲ့ဒီလူဟာ VR ပဲဆိုတာကိုသိသွားပါတော့တယ်။နောက်ရမှာတော့ VR လုံးလုံးနေချိန်မှာမီးအန်ရဲ့အချက်ပေးတန်ကြောင့်ရုတ်တရက်အဆောက်အဦတွေကထွက်လာခဲ့ရပါတယ်။ဒါဟာဒူရိုင်ရဲ့လက်ချက်ပဲဖြစ်နေခဲ့ပြီး VR တက်သွားတဲ့ကားဟာလည်းဒူရိုင်ပြင်ဆင်ထားပေးတဲ့ကားဖြစ်နေခဲ့ပါတယ်။အဲ့နောက်မှာတော့ဆွီတာနောက်ကိုလိုက်ပြီးလှုပ်ကြံတာကိုရက်လိုက်ဖို့ချင်းချောက်ပြောဆိုခဲ့ပြီးတော့ ။ဗီယာကလည်းသူ့ရဲ့ကြီးမားတဲ့အရှိန်အဝါကိုပြောပြကာပြန်လဲချင်းချောက်နေတာပါ။ဒူရိုင်ကတော့ဘာကူမှဂယူမဆိုင်ပဲကြောက်လန့်မနေကတမီးဖြစ်သူကိုကာကွယ်နိုင်မှုအတွက်အားလုံးကိုရင်ဆိုင်ဖို့အသင့်ရှိကြောင်းပြောခဲ့ပါရီ။ဒူရိုင်ကြောင်းကိုမတည်သေးတဲ့ဗီယာကလည်းသူ့ကိုနည်းနည်းမှကြောက်ပုံမရဘဲနဲ့နောက်တစ်ချိန်ဆွီတာကိုလှုပ်ကြံမှုခိုင်းစေခဲ့ပြန်ပါလေ။ဒီကမှာတော့ဒူရိုင်ကသီးမခံနိုင်တော့ပဲဒီကိစ္စကိုအဆုံးသတ်နိုင်ဖို့ဗီယာကိုတတ်ပစ်လိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီ ဒါမဲ့ဒီချိန်မှာဆွီတာနောက်ကိုလူစိုးတွေလိုက်တက်နေပြန်တဲ့တရင်ကိုကြားရပြန်တာကြောင့်မတက်ဖြစ်တော့ပဲတမီးလေးကိုကင်နိုင်ဖို့အမြန်လိုက်သွားရပါလိမ့်။ဒီချိန်မှာဆွီတာကတော့ကြောက်လန့်တကြားနဲ့လူစိုးတွေရဲ့လက်ကထွက်ပြေးနိုင်မှုအတွက်အသေးအတန်စူးစမ်းနေရပါလိမ့်။သူမကအခန်းတစ်ခုတည်းကိုဝင်သွားကပုံနေခဲ့ပေမဲ့တိတ်မကြခင်မှာပဲလူစိုးတွေကရှာတွေ့သွားပြန်ပြီးအတွင်းကိုဝင်ပြီးတော့သူမကိုတက်ပြစ်ဖို့စူးစမ်းနေချိန်မှာဒူရိုင်ကအချိန်မီရောက်လာခဲ့ပြီးတော့လူစိုးတွေကိုဒေါသတကြီးဝင်တိုက်ခိုက်ပစ်နေတယ်လို့ဆွီတာကိုပါအကြောက်ပြေစေဖို့နှစ်သိမ့်ပေးနေပါလိမ့်။ လူစိုးတွေအားလုံးကိုရှင်းပြီးချိန်မှာတော့ဆွီတာကိုအိမ်ပြန်လိုက်ပို့ခဲ့ပြီးကားပေါ်မှာတော့နီရန်ကိုဆွီတာကဒီဦးလေးကြီးအနားမှာနေရတဲ့ခါတိုင်းလုံခြုံမှုရှိတယ်လို့ခံစားရတယ်ဆိုပြီးပြောနေခဲ့တာပါအဲဒီနောက်ပိုင်းမှာတော့သူမရဲ့သမီးဖြစ်သူဟာဒူရိုင်းနဲ့အတူရှိနေချိန်တွေမှာပျော်ရွှင်နေတာကိုတွေ့ရတဲ့နီရန်ဟာလည်းဒူရိုင်းပေါ်မှာအမြင်ပြန်လဲကြည်လင်လာခဲ့ပါတယ်ပြိုင်ပွဲနောက်ဆုံးဆင်းရောက်တဲ့နေ့မှာတော့ဒူရိုင်းကသူ့ရဲ့ဆွေမျိုးများနဲ့သမီးဖြစ်သူကိုဖုန်းစကားပြောစီပါတယ်တဖက်ကလည်းတယောက်ပြီးတယောက်လူပြောနေကြပြီးပျော်ရွှင်ရီမောတန်တွေညံနေခဲ့ကြသလိုဆွီတာလည်းကြည်နူးစွာနဲ့ရှိနေခဲ့တာပါ ဆွေသားဖုန်းပြောနေတဲ့အချိန်မှာပဲ VR ရဲ့တပည့်တဦးစီကဆွေသားစီကိုကားရှိန်ပြင်းစွာနဲ့မောင်းဝင်သွားပြီးဒူရိုင်းအသေးအံပြေးကယ်ဖို့ကြိုးစားရပါလေ။ဆွေသားကိုတော့ဘာထိခိုက်မှုမှမရှိခဲ့ပဲဒူရိုင်းကတော့ဒဏ်ရာအပြင်းထန်ရရှိသွားတာကြောင့်စေးုံပို့ကအရေးပေါ်ခန်းကိုရောက်သွားပါတော့လေ။အဲဒီနောက်တော့ဒူရိုင်းကိုစေးုံမှာပဲဆက်လက်ထားရှိကကုသထားနေရတာကြောင့်ဆွေသားအတွက်စောင့်ရှောက်မဲ့သူမရှိတော့ပြန်ပါဘူး။ဒါကြောင့်သူမရဲ့အိမ်မက်ဖြစ်တဲ့နိုင်ငံအဆင့်အပြေးသမားဘဝကိုစွန့်လွတ်ရဖို့ဖြစ်လာပြန်တဲ့ပြင်နိုင်ငံသားကိုပါချက်ချင်းပို့ဖို့စီစဉ်လိုက်ကြပါရစေ။ ။ဆွေသားကလည်းခြေနေတွေကိုနားလည်နေခဲ့ပြီးဒီအချိန်မှာသူမတို့အတွက်ပိုရေးကြီးနေတာကတတ်တော်ဆောင်ဦးလေးကြီးဒူရိုင်းမြန်မြန်တတ်တာပျောက်ကင်းဖို့ပါပဲ။အဲဒီနောက်မှာတော့နေရန်ကတမိဖြစ်သူကိုလေရင်ဝင်းကိုပို့ပေးခဲ့ပြီးတိတ်မကြခင်မှာတော့ဒူရိုင်းကဆွေသားကိုပြန်ခေါ်သွားခဲ့ပါတယ်။အเจ้าကတမိဖြစ်သူရဲ့အိမ်မက်ကိုသူ့လုံးဝအပြက်စီးမခံစေချင်တာကြောင့်ပါပဲ။ဒါပြင်ဆွေသားကနေရာရဲ့အိမ်ကိုပါဝင်ပြီးတော့နေရာကိုခေါ်သွားခဲ့ပါလေ။ဒါပြင်ဆွေသားကသူသမီးဖြစ်သူကိုခေါ်သွားမယ်မသိတဲ့ဗီယာကဒူရိုင်းသူသမီးကိုခေါ်သွားပြီးတော့လက်စားချီတယ်လို့ထင်မှတ်သွားပါလေ ဒါကြောင့်ချက်ချင်းပဲလိုက်လာခဲ့ပြီးဒူရိုင်းကိုဒေါသတကြီးနဲ့ထိုးကျိတ်တိုက်ခိုက်ပါတော့တယ်။ဒံဟာပြင်းထန်ရနေတဲ့ဒူရိုင်းကတော့အခုချိန်မှာဘာမှပြန်မလုပ်နိုင်ပါဘူး။အလူလဲထိုးကန်ရိုက်ခံရပြီးသတိလစ်တော့မတက်ဖြစ်နေခဲ့ပေမဲ့ VR ဆွေသားကိုရိုက်တော့မဲ့ချိန်မှာတော့ဒူရိုင်းချက်ချင်းအာယူပြီးထလာကကာကွယ်ရပါတယ်။အဲဒီနောက်နီရန်ကိုတမီဖြစ်သူကိုပြိုင်ပွဲတွင်ခေါ်သွားဖို့ပြောလိုက်ပြီးအဲဒီချိန်မှာပဲဆွေသားကလည်းဒီဦးလေးကြီးကဘသူများလဲဆိုပြီးတော့တန်တရားအတော်လေးဝင်လာခဲ့ပါပြီ။ဦးလေးဒူရိုင်းကဘာကြောင့်သူမတို့အသက်ပေးပြီးတော့ကာကွယ်မှုတွေပေးနေတာလဲ။ ူကတမီးနဲ့ဘာတော်လဲလို့နီရန်ကိုမေးတဲ့အခါသူမလည်းမငင်းသာတော့ပဲအဲ့ဒါဟာတမီးရဲ့အဖေပါပဲဆိုပြီးအမှန်တိုင်းပြောလိုက်ပါတော့တယ်။အရင်နောက်မှာတော့ဆွေသားကိုပြိုင်ပွဲအတွင်းကိုအချိန်မီခေါ်သွားခဲ့ရပြီမဲ့ဆွေသားကတော့ရန်သူနဲ့ကြံရင်ခဲ့တဲ့ဖခင်ကိုစိုးရင်စိတ်တွေနဲ့ပြိုင်ပွဲထဲမှာအာယုံမဆိုင်နိုင်တော့ပဲဖြစ်နေပါပြီ။ဒါကြောင့်မဲ့သူမဟာနောက်ဆုံးနေရာမှာကြံနေခဲ့ရပြီးအဲ့ဒီအချိန်မှာပဲသွေးတန်ရဲရဲနဲ့ပဲကွင်းမေးနာကိုလိုက်လာကသူမကိုအားပေးနေတဲ့ဖခင်ကိုမြင်လိုက်ရပြီးတော့အားပြန်တက်လာတာကြောင့်ပြိုင်ပွဲကိုအနိုင်ရသွားပါတော့တယ်။ ဒါပေမဲ့တိတ်မကြခင်မှာ VR လဲဒူရိုင်နောက်ကိုလိုက်လာပြီးတိုက်ခိုက်ဖို့ဝင်လာချိန်မှာရုတ်တရက်သူသမီးနေရာကိုမြင်လိုက်မိပြီးအခုမှပဲဒူရိုင်ကသူသမီးကိုဒုက္ခပေးဖို့ဖန်ခေါ်သွားတာမဟုတ်မှနားလေလိုက်ပါလေ။နေရာကသူမရဲ့လက်ကိုစူးစမ်းလှုပ်ကဆွီတာအတွက်လက်ခုပ်တောင်တီးပေးနေတာပါ။ဒီချိန်မှာပဲဆွီတာကလည်းအဖေဆိုတဲ့ခေါ်တန်တဲ့အတူဒူရိုင်ကိုပြေးဖက်လိုက်ပြီးသမီးစီကအဖေဆိုပြီးတော့ခေါ်တဲ့အတန်ကိုကြားလိုက်ရတဲ့ဒူရိုင်လဲဝမ်းသာကြည်နူးမဆုံးပါပဲ။အရင်နောက်မှာသူမဟာနေရာစီကိုသွားကနှစ်သိမ့်ပေးခဲ့ပါလေ။ ။ VR လည်းအခုမှပဲအားလုံးကိုသူအထင်မှားခဲ့တာမှန်းသိလိုက်ပြီးနောင်တရခဲ့တာကြောင့်ဒူရိုင်းစီကိုတွားကတောင်းပန်စကားဆိုပါရယ်။ဒူရိုင်းကခလေးတယောက်သူ့ကိုယ်သူတတ်သေးခဲ့ရင်အရာဟာလူသက်မှုသာဖြစ်ပြီးတရခန့်လူသက်သမားကတော့ခလေးကို PR တွေဝိုင်းပေးတဲ့မိဘတွေပဲ။မိဘတွေရဲ့အတိတ်နဲ့အနာဂတ်တွေကိုသူတို့လေးတွေပေါ် PR ဖြစ်နေတွားမတင်မိပါစေနဲ့လို့ပြောလိုက်ပါတော့တယ်။ရုပ်ရှင်ရဇာသိန်းကမှာတော့10နှစ်တာဝေးကွာခဲ့ရတဲ့ဒူရိုင်းရဲ့လက်ကိုနီရန်ကဖမ်းဆုပ်ထားလိုက်ပြီး ဒူရိုင်ကလည်းသူမကိုရင်ဝင်တွင်းကိုဆွဲသွင်းထားလိုက်ပါတယ်။နောက်ဆုံးမှာတော့ဆွီတာဟာစူပလာအပြင်ကို သူမကိုတတလုံးကာကွယ်ပေးမယ်အဖေကိုပါပြန်လဲပိုင်ဆိုင်ခွင့်ရခဲ့ပြီပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျနောက်ထပ်ဇာတ်ကားကောင်းများစွာနဲ့နောက်နေ့မှာပြန်လဲတွေ့ဆုံပါအောင်မယ်။ကျေးဇူးအားပေးခဲ့သူများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ